ိုင်ထဲမှာနှစ်ဆိုင်ငလျင်ထဲမှာပါသွားတယ်တဆိုင်ကျန်တယ်ပေါ့ငါရဲ့ယန္တနာမျိုးတွေအဲချက်ချင်းများငွေလိုခဲ့ရင်ပေးနိုင်အောင်ဆိုပြီးတော့အယောင်မဖွင့်မဲနဲ့အဝယ်ပေါ့ကိုကပြန်ဝယ်ပေးတဲ့အဝယ်ကို83လမ်းမှာတကားလေးဖွင့်ပြီးတော့ကလေးတွေဝန်ထမ်း300ရဲ့ဝန်ထမ်း50နဲ့100ချာမှရှိတယ်အဲ့မှာအဲ3ပုံ2ပုံလောက်ကိုထားအိမ်မှာရဲမွန်တောင်အိမ်မှာ3ပုံ2ပုံလောက်ကိုထားပြီးတော့ ဟိုဇပွဲလေးတွေချပြီးတကားလေးတွေဖွင့်ပြီးတော့ချက်ချင်းပဲအဝယ်ဖွင့်ပေးရတယ်။ကြမ်းမတိုင်ခင်တိမတို့အဝယ်လေးစက်တိုက်ဖွင့်ပေးလိုက်တယ်။အရာမဖွင့်ဘူး။ကျွန်တော်ကမှကြောင်မြက်ဆိုင်မဖွင့်ရတော့တဲ့အတွက်ကြောင်မြက်တွေအများကြီးရှိနေတယ်။အဲ့ကြောင်မြက်တွေကိုအိမ်တရာဖုံးချောင်း50 150စာကြောက်ကလေးတွေကိုလှူမယ်။အဲ့ကြောက်လေးကဘာအတွက်လဲဆိုတော့အိမ်ပနက်ပြန်ရိုက်တာတို့ကြောင်ပနက်ပြန်ရိုက်တာတို့ကြောက်အောက်တွေမှာဒီဒီဒီရန်နာလေးတွေမြုပ်ဖို့လေ။အဲ့ရန်နာလေးကို150စာလှူမယ်။ငါဆိုတာလည်းမရှိတော့ဘူး။နော် မန်ဆိုတာလေးလဲရှော့လိုက်တယ်အဲပြီးတော့ခုနလိုပေါ့နော်ဟိုဘယ်အရာမှမမြင်ဘူးဆိုတာကြီးကဒီဟာကြီးကိုကိုတိသွားတယ်ပေါ့ရနာမောမှာကြောင်မြဆိုင်လေးဖွင့်ထားတယ်။အဲ83လမ်းမှာရနာဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။မင်္ဂလာမန္တလေးမှာရနာဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ပေါ့။အဲ့တော့မင်္ဂလာမန္တလေး ကိုရှင်းရဲ့အောက်ထက်ကကြတော့ဆိုင်ကကြတော့လောလောဆယ်ရဲ့ဖွင့်လို့အခုချိန်ကြီးတော့ဖွင့်လို့မရသေးဘူးပေါ့နော်အဲအဲအဲ့ဦးကရန်နာမောဝဆိုင်ရန်နာမောဝဆိုင်ကတော့တော်တော်ကြီးကြာမယ်လို့ပြောပါတယ်အဲ့တော့ဆိုင်ကျမ၃ဆိုင်ထဲမှာ၂ဆိုင်ကလေးထဲမှာပါသွားတယ်တဆိုင်ကျန်တယ်ပေါ့83တန်းတဆိုင်ကျန်တယ်အဲ့တော့83တန်းဆိုင်တဆိုင်မှာကျမဘာလုပ်လဲဆိုတော့ဒီဆိုင်ငလင်းရ28အဲ29ဒီလကုန်ထီတော့ကျွန်တော်တို့ခဏဆိုင်တွေကိုအကုန်လုံး ပေးရတယ်ပေးရပြီးတော့93လမ်းဆိုင်ကိုတွက်ကြည့်တဲ့ခါကျတော့အော်ဖွင့်လို့ရတယ်အနေထားမှာဖြစ်တော့တရက်နှစ်ရနေပြီးတော့လာကုန်ဟိုကလာကုန်တော့မဟုတ်တကြမ်းမတိုင်ခင်ပေါ့ဒီ၁၀ရက်ကာလမှာစိတ်ထဲမှာဟာငါရဲ့ယန္တနာမျိုးတွေအဲချက်ချင်းမြန်ငွေလိုခဲ့ရင်ပေးနိုင်အောင်ဆိုပြီးတော့အယောင်မဖွင့်မဲနဲ့အဝယ်ပေါ့ကိုကပြန်ဝယ်ပေးတဲ့အဝယ်ကို93လမ်းမှာတကားလေးဖွင့်ပြီးတော့ကလေးတွေဝန်ထမ်း30ရက်ဝန်ထမ်း50နဲ့100ချမ်းမှရှိတယ်အဲ့မှာ အဲသုံးပုံနှစ်ပုံတော့ကိုထားအိမ်မှာရဲမွန်တောင်အိမ်မှာသုံးပုံတစ်ပုံတော့ကိုထားပြီးတော့ဟိုစပွဲလေးတွေချပြီးတကားလေးတွေဖွင့်ပြီးတော့ချက်ချင်းပဲအဝယ်ဖွင့်ပြန်တကြမ်းမတိုင်ခင်ထိမတို့အဝယ်လေးစက်တိုက်ဖွင့်ပြလိုက်တယ်အယောင်မဖွင့်ဘူးတရက်နေ့ကနေစပြီးတော့တကြမ်းမတိုင်ခင်ထိကျမအဝယ်ဖွင့်ပြလိုက်တယ်ကလေးတွေဝဲဆိုင်ရကလေးတွေကလေးတွေလည်းအလုပ်ရှိမယ်အဲကျမလည်းဒီရနာမျိုးတွေကိုကူပီတာကူပီတာဖြစ်တယ်ကျေးဇူးဆက်ပီတာလည်းဖြစ်တယ်သူတို့လိုအဲ့တဲ့ချိန်မှာဟုတ်မယ်အဲ့ဒီမူက ကိုဗစ်တုန်းကလည်း2019လာမသိဘူးเนาะကျွန်တော်တို့ကိုဗစ်ဆက်ဖြစ်တယ်ကိုဗစ်တုန်းကအမအဝေဒုတိယဝေတတိယဝေဖြစ်တယ်အဲ့ဒီမှာကလေးကကျွန်မကိုယ်တိုင်အဲ့ဒီလိုမျိုးစိုင်းဝဘယ်တော့မှမပိတ်ခဲ့ဘူးဘယ်တော့မှလည်းမဝယ်ဘူးဆိုတာကိုပြန်မလွတ်ခဲ့ဘူးဘသူ့ဝမှလည်းလာကိုအရှိကြီးမစွဲဘူးကျွန်တော်တို့မှတစ်ခါတလေမှငွေအစင်နဲ့ရှိတဲ့အချိန်ရှိပါတယ်တခါတလေမှကျွန်တော်တို့ကရွှေဆောင်ဝထားရတာရှိတယ်အဲ့တော့ဒီရွှေအဲငွေအစင်းစင်းတခါတည်းတန်းပြီးတော့အကုန်လုံးတန်းဝယ်တယ် တခါတလေမှာတော့ငွေအစင်းသိမ်းဖြစ်တဲ့ခါမှာတော့ရွှေပိုင်းကိုကျမတို့ဒါလှော်ဖို့တွေမှာငွေပေါ်ပြီးတော့မှပြန်ဝယ်ရတာရှိတယ်ဒါကျမတို့ဆိုင်တွေရဲ့သဘောတရားရှိတယ်ဆိုတော့ဒီဆိုင်ကတနအိဝဲနဲ့9နိုင်ချာမှာရွှေဖွင့်တယ်အဲ့ကျမကျွန်တော်တို့ရောင်းလို့ရတယ်အဲအဲ့ခါကျတော့သူတို့လာသွင်းတဲ့ချိန်မှာကျမတို့ကငွေစင်းသိမ်းဖြစ်တော့ရွှေတွေကိုသွားပြီးတော့အိမ်မှာပေါ်ရတယ်ပေါ်ပြီးတော့မှရောင်းရတဲ့ချိန်မှာနိုင်ပိုင်းလေးပဲစောင်းရတာရှိမယ်တရက်တန်ဒီစောင်းရတာရှိမယ် လာချီပြီးဆောင်ရတယ်ဆိုတော့တခါမှတပတ်တာမဆောင်ရရဘူးအဲ့ဒါကိုဗစ်ကာလကလေးဆိုင်စားဖွင့်ကြရဆိုင်စားဖွင့်ကြရကနေအခုချိန်အထိကျွန်မဆိုင်ကနေပြီးဒီထားတဲ့စေတနာဒီကိုချင်းစာစိတ်ပြီးတော့ဒီဟိုပါကိုဗစ်တုန်းကလည်းပဲဆိုင်နေပိတ်ခိုင်းတယ်ကျွန်မတို့ပိတ်ပိတ်ထားတယ်ဒါပေမဲ့တကားလေးတစ်ချက်ဖွင့်ပြီးတော့အထဲမှာပြန်ဝင်တဲ့ဝန်ဆောင်မှုကိုပေးခဲ့တယ်ဒါကိုဗစ်တုန်းကလည်းလုပ်ခဲ့အခုငလီကြီးဖြစ်တော့လေโอเคဒုတိယအတွေ့အကြုံပေါ့ဝယ်မယ် ငွေရှိသလောက်ချဝယ်မယ်ငွေမရှိတော့ရွှေတွေရောင်းပြီးဝယ်မယ်ရွှေတွေတရက်နဲ့တရက်ဈေးမတူဘူးတဏ္ဍာရီနဲ့တဏ္ဍာရီတော့ဈေးအကြောင်းကြီးရယ်ဒါပေမဲ့ကျမပေါ်ပြီးတော့နေ့တိုင်းပေါ်ပြီးတော့ပေါ့ကျမရန်နာမျိုးတွေဝယ်ပေးတယ်ကျမဒီကာလမှာရောင်းဖို့ရစိတ်မကူရောင်းလေဆိုတာတော့ကျမခုတစ်ဆိုင်83နာမှာတစ်ဆိုင်ဖွင့်ပြီးတော့ဗျောင်းဝယ်လေဝန်ဆောင်မှုတော့ပုံမှန်ပေးနေတယ်လာဝယ်လေဆိုရင်ရောင်းပြလိုက်တယ်ပရိုမိုးရှင်းတွေရောင်းအမြင့်တက်တာတစ်ခုမှဘာတစ်ခုမှမလုပ်ဘူးလုတ်เสียရတဲ့အကြောင်းမရှိလုတ်ဖို့လည်းရွေးချက်မရှိသေးဘူး အလုံးရအခက်ခဲကိုကူဖို့ပဲဆိုတော့မဟုတ်ဘူးကျမပုံမှန်ကျမကလေးတွေကလည်း30ညာ30ညာပေါင်းပေါင်းလိုက်ရနော်ဒါဒါလေးပေါ့နော်အဲအဲ့တော့ပြောချင်တာကျမရဲ့ယန္နာမျိုးတွေကျမဆိုင်ကဝယ်ထားတဲ့ယန္နာပစ္စည်းကိုဝယ်ထားတဲ့သူမှန်သမျှငွေလုံးဝစောင့်ကြရမလို့ဒါပေမဲ့တစ်ခုရှိပါတယ်ကျမလှူဖို့ရကဒါပထမပထမဦးဆုံးအလှူကတကယ်လိုအပ်တဲ့ အဲကွယ်လွန်သွားတဲ့သူတွေကိုအမျှကုသိုလ်ပေးခြင်းနဲ့တကယ်လိုအပ်နေတဲ့သူတွေကိုကူခြင်းနဲ့ဆိုတဲ့ဟာနဲ့သွားတယ်ပေါ့ခေါင်းစဉ်နဲ့ပြီးသွားရင်နောက်ထပ်ဘာဘာလေးထပ်ရောက်လာလဲဆိုတော့ကျွန်တော်မှကြောက်မြတ်ဆိုင်မဖွင့်ရတော့တဲ့အတွက်ကြောက်မြတ်တွေအများကြီးရှိနေတယ်အဲ့ကြောက်မြတ်တွေကိုအိမ်တရာဖုံးချောင်း50 150စာကြောက်ကလေးတွေကိုလှူမယ်အဲ့ကြောက်လေးကဘာအတွက်လဲဆိုတော့အိမ်ပနက်ပြန်ရိုက်တာတို့ကြောက်ပနက်ပြန်ရိုက်တာတို့ကြောက်အောက်တွေမှာဒီဒီဒီရန်နာလေးတွေမြုပ်ဖို့လေအဲ့ရန်နာလေးကို150စာလှူမယ် အဲ့ဒါလေးလှူမယ်အဲနောက်တစ်ခုကကြာဖုန်ကြီးเจ้าနေပေါ့နောက်လာကြာလို့ရှိရင်ဖုန်ကြီးเจ้าနေပေါ့နော်ဖုန်ကြီးเจ้าနေတော့မှကိုနဲ့အရန်ကိုခွေတဲ့ဆရာတော်ဖရာကြီးတွေရှိတယ်အဲဆရာတော်ဖရာကြီးတွေကသူတို့ရဲ့เจ้าလေးတွေဥဒတိုင်းနေဖရာကြီးပြန်ပြင်ကျင်ပါတယ်ဆိုပြီးတော့ပြောထားတာလေးရှိရပေါ့အဲ့ဒီဟာလေးကိုတပိုင်းတနိုင်เจ้าလေးတွေပေါ့အဲ့ဒါတော့တတိယဦးစားပေးပေါ့ပထမဦးစားပေးရတော့ခုနကလို့ဒီတည်ကြည်ပြည့်စစ်သွားတဲ့လူတွေကိုကုသိုလ်ရအောင်လှူမယ် လက်ရှိဖြစ်နေတဲ့အကူအညီတို့နေတဲ့တွေကိုတက်နိုင်သလားကိုမယ်ပူလေးနေနေမှာစပါเนาะအဲဒုတိယဦးစားပေးရတော့ခုနကအိမ်ဆောင်မဲ့အကြောင်းဆောင်မဲ့သူတွေကိုကြောက်ညက်ရတနာလေးဆိုင်မဖွင့်ရမဲ့ဆိုင်လည်းမဖွင့်ရဘူးလောလောဆယ်ဖွင့်ဖို့လဲခေါင်းထဲမှာလဲမရှိတော့ဘူးလက်ရှိရှိတဲ့ဟာလေးကိုပဲတစ်တစ်လေးလေးနဲ့အဲလုပ်ငန်းလေးကိုကောင်းကောင်းလေးလုပ်မယ်ပေါ့เนาะအဲ့နောက်တစ်ခါဒီယန္တနာမျိုးတွေပတ်စံဖော်ခြင်းတဲ့အတွက်ကျမယန္တနာပစ္စည်းတွေကိုဖော်ဖို့ရအတွက်ဒါဦးစားပေးပြီးဝယ်ပေးမယ်အဲဒါလေးတွေဦးစားပေးပြီးလုပ်ပေးမယ် အဲခုနလိုအလူတန်းလေးကိုလည်း၃ခုပေါ့ပထမတစ်ခုကတော့ခုနလိုလူမယ်ပြည့်စစ်သွားတဲ့လူတွေကိုကုသရအောင်အမြပေးနိုင်အောင်လူမယ်ဒုတိယဥစားပြေအကြောင်းမျက်ရည်နာလေးလူမယ်တတိယဥစားပြေကဘုံကြီးချောင်းပေါ့ဒါဘုံကြီးချောင်းအဲနေလိုနေတဲ့ဖျားချောင်းကန်လေးတွေအဲအုတ်တတိုင်းလေးတွေပေါ့အဲဒါလေးတွေလှူသွားမယ်ဆိုပြီးတော့လောလောဆယ်အဲ့လိုလေးခေါင်းစဉ်လေး နဲ့ပလန်လေးလုပ်ထားပါတယ်စိတ်ကူထားရဲပေါ့နော်ဒီငလီကြီးဖြစ်လိုက်တဲ့ချိန်မှာအရင်လုံးကထက်ပိုပြီးတော့အတ္တိတရားတွေလည်းရှိလာတယ်တတိတရားတွေလည်းရှိလာတယ်ငါဆိုတာလည်းမရှိတော့ဘူးနော်မန်ဆိုတာလည်းလျှော့လိုက်တယ်အဲပြီးတော့ခုနလိုပေါ့နော်ဟိုဘယ်ရာမှမမြဲဘူးဆိုတာကြီးကဒီဟာကြီးကိုကိုတိသွားတယ်ပေါ့